အားလုံးပဲမင်္ဂလာပါရှင်။ MN YouTube Channel ကနေကြိုဆိုလိုက်ပါရစ်။ဒီနေ့မှာတော့စီးဝင်စားပွဲရဲမတန်းမှုခင်းဖျက်မှန်ဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဆရာကြီးတခိုးဆိုတာခိုးစရာတွေ့ရင်ခိုးကိုခိုးရမှစောင်းဝင်အိပ်ပျော်တာပါ။ခိုးစရာတွေ့နေရတဲ့မခိုးလိုက်ရရင် စိတ်ထဲမှာတနှုံနှုံနဲ့စားမဝင်အိပ်မပျော်တော့ဘူး။အဝင်လွယ်တွေအထွက်ခက်တွေအစာစင်းရဲတွေအနေမချောင်းအအိတ်ကျက်တွေ ဒါကတော့ထောင်လူသားများမရောက်အပ်ရာနေရာမနေအပ်ရာနေရာမပြောမွေအပ်ရာနေရာကထောင်ဖြစ်တယ်အကျဉ်းထောင်အကျဉ်းစခန်းဆိုတဲ့အမည်နဲ့လိုက်ဖက်အောင် အစာအသောက်အအိတ်အနေအထိုင်အသွာကျင်းကျင်းကြပ်ကြပ်ရှိလာတယ် အပေါ်လေးသွားတာကသာအိဆက်နားနေခြင်းအထိလွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတဲ့နေရာမဟုတ်ပေစိတ်သွားတိုင်းကိုပါဆိုတဲ့စကားပမာမှာအကျဉ်းထောင်ထဲကိုရောက်နေသူများနဲ့ဘလို့မှမသက်ဆိုင်မီစိတ်သွားတိုင်းကိုမပါနိုင်သူများကတော့အကျဉ်းထောင်ထဲကိုရောက်နေကြတဲ့အချုပ်သားများနဲ့အကျဉ်းသားများပဲဖြစ်ပါရည်သူများစိတ်နဲ့ကိုကိုနေရတဲ့ဘဝမှာဘယ်ကားလောက်စိတ်ဆင်းရဲပြီးကျဉ်းကျပ်မှာကိုတွေးချင်စရာသား ဒါပေသည်ထောင်ထဲရောက်တာကိုအမေအိမ်ပြန်လာရတယ်လို့သဘောမူပြီးပြုံပြုံရွှင်ရွှင်ပျော့ပျော့ပါပါအီချမ်းသားရရှိနေတဲ့သူများကို တွေးဆခဲ့ရဘူးဒီဒူအထဲကတယောက်မှာတော့ခမရထောင်ထဲကိုရောက်တာဘယ်နဲ့ချိန်လောက်ရှိပြီလဲဒူတို့အမေပု္ပ္စာထုတ်ခဲ့တော့မမှတ်မိတော့ပါဘူးဗျာလို့အဖြေပေးပါလိမ့်မယ်မှန်ပါတယ်သူကထောင်ကို အမေအိမ်လို့သဘောထားတယ်ဝင်လိုက်ထွက်လိုက်ပါပြီ တခုတော့ရှိသေး။သူကထောင်ထဲကိုရောက်တဲ့အကျိန်အရေးအတွက်တိတိကျကျမပြောနိုင်စေကမူကျူးလွန်ခဲ့မှုတွေအမှုများကိုတော့မှတ်မှတ်သားသားနဲ့ပြန်လည်ပြောပြနိုင်တယ်။သူကျူးလွန်ခဲ့တဲ့အမှုမှမျိုးစုံခိုးမှုလူရက်မှုကပိုင်းနိုင်မှု အလေးတုံမှု ရာဇဝဲမှု ကျူးလွန်သူများကကျွမ်းကျင်ရာလိမ္မာရာဆိုသလိုကိုကျွမ်းကျင်တဲ့ရာဇဝဲမှုကိုကျူးလွန်လေးရှိကြတော်လေသူကတော့ကြာပန်းသမားကျုံတယ်လို့လောက်သူဖြစ်တယ်သူနာမည်ကတော့လှလှပါပါပါပဲ ခင်မောင်ရင်နဲ့ခေအောင်ရုပ်ရှင်မင်းသားကြီးဘိုးအောင်တင်ခင်မောင်ရင်နဲ့အမိတူတော်လေးရုပ်စင်းတရံချင်းမှာတော့စီနဲ့ရေပမာလိုကြွားချားရီအသားမဲမဲကြောက်ပေါက်ထူလည်ပြင်းနဲ့မြက်ကြောတစ်ဖက်ကပီကလက်ပီကလက်နဲ့အကြောလိုက်နေတယ်စကားပြောတော့လေအထစ်ထစ်သူရီလိုက်တဲ့ကောင်ညစ်ထစ်ထစ်မညီမညာသွားများမှပြူကနေပြဲကနေပေါ်လာတယ်ဒါပေမဲ့သူကဒီလိုဆိုလာသေးတယ်ခင်မောင်ရင်ကရုပ်ရှင်မင်းသားကျွန်တော်ကထောင်မင်းသား မင်းသားချင်းတော်တူပါသေးတယ်ဆရာကြီး။သူကကြာပန်းသမားကြုံတယ်လို့လုပ်တယ်။အဲ့ဒါအပြင်းမာတာမဟုတ်ဘူး။အော်ဒရိုင်းလေးဘက်ကထားတဲ့ထောင်ထဲရောက်နေတဲ့အချိန်မှလေးတို့အတူပဲ။ သူနဲ့ဆောင်ခဲ့တဲ့အချိန်မှာ1955ခုနှစ်ရန်ကုန်ထောင်ကြီးကိုစံပြထောင်လို့သတ်မှတ်ပြီးစမ်းသပ်နေချိန်ကာလဖြစ်တဲ့ရခိုင်ထောင်များမှာတော့ထောင်ထဲကိုရောက်လာသူကိုလမ်းပြန်သွားအောင်ခကြမ်းကြမ်းပုံစံကင်ပြီးအုပ်ချုပ်ခဲ့ရမှာထောင်ထဲရောက်လာပြီးနောက်တခါရာဇဝတ်မှုမကျူးလွန်ခြင်းအောင်ပညာပေးပြီးတမွေးဝမ်းကြောင်းပညာပါသင်ပေးပြီးပုံစံစနစ်မဟုတ်ဘဲနဲ့ပျော့ပျော့ပြောင်းပြောင်းကင်တွေအုပ်ချုပ်တဲ့စနစ်ကိုပြန်လည်ပြောင်းလဲထားတာကိုစံပြထောင်လို့အမည်ပေး ီးဓာရီရခင်ကလိုဂျာစီလေဝိုက်အဖြူနန်းငယ်ပိုင်းအဖြူကိုမဝေးရပေအယောင်နေအင်းကြီးလုံးကြီးကိုဝေးရရီဥထုပ်ပြူဥထုပ်ပြဒုတ်ကင်ဘာယာအစာအင်းကြီးလမ်းမောင်းမှာအရေးကလေးများတက်ဆင်ပေးပြီးဒုံမကင်မဲအုတ်ချုပ်စီခဲ့ရီသူစဉ်ကာလစီပေါ်ရေးတောင်းချမ်းသူတရုတ်ကပြမြမတတိများအစုလိုက်အပြုတ်လိုက်တောင်ထဲကိုဝင်လာမစေတဲတဲတဲရှိနေတဲ့အချိန်မှာရန်ကုန်ထောင်ကြီးထဲမှာစီကားဆူပြေနေတဲ့ တည်ဆုံးသူအစိုးရဝန်ထမ်းများရဲ့လက်မှတ်တူနဲ့ငွေကိုသိန်းကျော်လိမ်ထုတ်ခဲ့တဲ့ဦးကလင်ကအစနိုင်ငံသားကိုသိန်းနဲ့ချီပြီးငွေလိမ်ပို့ခဲ့တဲ့ဘာဘူးကြီးတို့အလဲမြမတပီလုံးကိုအရက်လိုင်စင်စီတတိထောင်ကဲကြီးများတို့အပါအဝင်အမေရိကန်ဒေါ်လာချက်အတုကိုပြပြရီရီလိမ်ရောင်းခဲ့တဲ့ညံကြီးရှင်တို့အစုံဦးကလင်ဗကေးကြီးများကလက်ကောင်အစိုးရဌာနများမှမင်းကြီးတို့အတွင်းဝန်တို့အပါအဝင် အရာရှိကြီးများကလက်ကောင်နိုင်ငံရေးတကူအ အနာကိုလက်ကင်ပြုလို့အတိုက်ခံများကိုတပ်ဖြတ်ခဲ့ကြတဲ့ပါလီမန်ဒီမိုကရေစီအမတ်မင်းများက၎င်းထောင်ထဲကိုစုံစုံညီညီနဲ့ရောင်းနေတဲ့အချိန်ဖြစ်တဲ့စံပြထောင်ဆိုတော့လေအရာရာလွတ်လပ်ခွင့်ပေးထားတယ်။နောက်ပြီးသူတို့ကအထူးတန်းရသူတွေမှုပို့ပြီးတော့လွတ်လပ်ကြတယ်။တတိတွေမှုအင်ကထောင်ငင်းစားပို့တဲ့အစားအသောက်များကအရှံအပေးစီကရက်မီးခိုးတွေတဝေဝေလွင့်လို့ အထူးတန်းရသူများမှအင်အဝေစားကိုဝေခွင့်ပေးတာတော့ဘိုးလုံးကြီးတရှမ်းရှမ်းနဲ့ အရန်ကိုဖြိုးဝေနေတဲ့အခါတမရလေးဖြစ်တည်ထောင်ထဲမှာစာရေးဆရာတို့မင်းကြီးတို့တတိတို့ခေါတိရိုက်ကြရခိဒူစင်ကဘီကလက်ခေါ်အထူးတန်းရထားသူထောင်ကြများသာ လုံကြီးအစိမ့်ကြနဲ့ရှက်အင်းကြီးအဖြူဝေးရတော့အချုပ်သမားများကိုတော့အင်ကအဝေစားကိုပဲဝစ်ခွင့်ပေးထားရီနိုင်ရီပတ်ခွင့်လည်းပေးထားရီဖောင်နေချိတ်ခွင့်လည်းပေးထားရီထောင်များမှာ ထိုးအခွင့်ရေးမျိုးဘယ်တော့မှမပေးစံပြထောင်လက်ထက်ကြမှသာပေးခြင်းဖြစ်တဲ့ အဲ့ဒီတော့လေဝေစားကြသည်မှာစမတ်ကြကြပေါ့ဒိုကေထိုအချင်းကခင်မောင်ရှင်လေရန်ကုန်စံပြထောင်ကြီးကိုရောက်လာခဲ့တယ်။အသက်73နှစ်အရွယ်ကစပြီးအလေးသုံးမှုနဲ့တရက်မြို့ကလေးထောင်နဲ့စတင်ရင်းနှီးခဲ့သူခင်မောင်ရှင်မှာဘဝတက္ကသိုလ်ကျောင်းသားဟောင်းကြီးဖြစ်လာခဲ့တယ်။ လူလာခောက်တော့ဝင်စိုးထွက်စိုးလုံရင်းနဲ့ထောင်ချဘိုးကြီးဖြစ်လာခဲ့ပြီးဒီတကောက်ထောင်ထဲရောက်လာတဲ့အချိန်မှာ သူ့ရဲ့အသက်က40ကျော်စာပြုတ်နေပြီဖြစ်တယ်။ထောင်ထဲကိုတခေါက်မကရောက်ဘူးသူများကိုလက်ကောက်လို့ထောင်ဝေါ်ဟာရနဲ့ခေါ်စမတ်ပြုတ်ကြတယ်။ကဲခင်မောင်ရင်ကြတော့ဘယ်လိုခေါ်ရမှာပါခင်မောင်ရင်ရဲ့ဘဝသက်တမ်းတစ်လျှောက်မှာအော်ဒရိုင်းနဲ့လုကင်းလို့နေရတဲ့အချိန်ကာလမှာ6လကအများဆုံး မှတ်မှတ်ရရတခါမှဆယ်လထီနေခဲ့ဘူးတယ်လို့အဆိုရှိတယ်။ထောင်ထဲကိုဝင်လာတိုင်းလေးလေးတချွန်ချွန်နဲ့အပြုံမပြတ်ဝင်လာလေးရှိသူခင်မောင်ရှင်မဒီတခါမှအပျော်ကြီးပျော်သွားခဲ့တယ်။ထောင်ထဲမှာတထေးပေါင်းစုံ ရောက်ရှိနေပြီးထမင်းရီချောင်းစီအလူကြီးပေးနေတဲ့အချိန်မီကိုခင်မောင်ရင်ရဲ့မျက်လုံးများဝင်လက်သွားပြီးအလုတ်ဖြစ်ဖို့အခြေအနေတွေအများကြီးမြင်လိုက်ပြီးတယ်။ဒီတစ်ခေါက်တော့ထောင်ထဲမှာပဲအလုပ်ဖြစ်တော့မှမို့ခင်မောင်ရင်ပြောသွားတယ်ခင်မောင်ရင်ကဒီလိုဆိုရီ တခိုးမျက်လုံးဆိုတာခိုးဖို့မြင်ရင်မမြင်ချင်အောင်ဆောင်ပြီးတော့မျက်နှာလွှဲသွားလို့မရတဲ့။ဆရာကြီးတခိုးဆိုတာခိုးစရာတွေ့ရင် ခိုးကိုခိုးရမှစားဝင်အိပ်ပျော်တာပါ။ခိုးစရာတွေ့နေရတဲ့မခိုးလိုက်ရရင်စိတ်ထဲမှာတနှုံနှုံနဲ့စားမဝင်အိပ်မပျော်တော့ ဒါကတော့တကိုးခင်မောင်ရင်ရဲ့အဘိဓမ္မာခင်မောင်ရင်တို့လိုဗီဇာကန်ဇိုးသူများနဲ့သူတို့အမြင်ကိုတော့အဟုတ်ကြီးအောင်မိနေကြတယ်။ရာဇဝဲမှုကျူးလွန်ခြင်းမှမကောင်းတဲ့ရာလတ်ကိုအကောင်းအသွင်မြင်ကြတယ်။အရင်အရင်ကအပြင်းမာခိုးတယ်။ထောင်ထဲရောက်ရင်အနားယူတယ်။အခုပုံကတမျိုးအထူးတန်းရသူအချုပ်သမားများတို့ဝိစဉ်အသုံးဆောင်ပြုခွင့်ပေးထားတဲ့ပစ္စည်းများမှတည်ရီယူစရာဖြစ်နေတယ်။မျက်လုံးကစားစရာဖြစ်နေတယ်။လက်ရစရာဖြစ်နေတယ်။ ပြီးတော့သူတို့မှာပစ္စည်းများသိမ်းဆည်းထားစရာတိတာတို့တောခလောက်တို့ရှိမှာမဟုတ်ခေါင်းအောင်မှာပဲထားကြရတယ်တကားအလုံးပိတ်ထားတဲ့အင်ကိုဖောက်ပြီးတောခလောက်ခတ်တာတွေတိတာတွေကပစ္စည်းများကိုခက်ခက်ခဲခဲခိုးယူကြတာဖြစ်တော့ကူပုံလွယ်လွယ်ကူကူရမှာကိုခင်မောင်ရင်တယောက်ဘလို့မျက်နှာလွှဲပြီးနေနိုင်မှမလဲ အေးတခုပဲအခက်ခဲရှိတယ်။တို့အချင်းကဘီကလက်အချုပ်များကို အမတ်ရှိအဆောင်မှာအလုံးစုထားတော့ဒီရဲ့ဆောင်ကိုရိုးရိုးအချုပ်သမားများမစိုးထားနဲ့အချင်းသမားတောင်ဝင်ထွက်ခွင့်မရှိပြီ။မိန်လာကြုံတန်ရှင်းရေးနဲ့ထမင်းကျက်တောင်းဝင်ကြသူများသာသွားလာဝင်ထွက်ခွင့်ရှိတယ်။အဲ့ဒီထဲရောက်ဖို့ကတော့အခက်ခဲရှိတယ်။ခင်မောင်ရင်အဖို့တော့ခက်ခဲမှာမဟုတ်မဟာလက်ကောက်ကြီးပဲဟာ။ဒီလောက်တော့အကြံဖန်လှုပ်တက်လိမ့်မယ်ပေါ့။ လုံလဲလုတ်ခဲ့ပါရီရှေးဆောင်အဆောင်ဝါရာနဲ့တန်းစီတို့ကိုကတ်ပြီးနေလေပတ်အချိန်မှာလုတ်ခွင့်ရအောင်အကြံဖန်လုပ်လိုက်တယ်အထူးတန်းရထားသူတတိပကီးများကလည်းအကြိုက်တွေ့သွားကြတယ်သူတို့ကဇိန်သမားတွေနေလေနေခင်တရေတမော့မအိတ်ဆက်ခင်အကြောလျှော့ပြီးဇိန်ခံလိုကြတယ်နှိတ်ခါမှာတခါနှိတ်ရင်စီးပေါ်လေးဆဲလေးငါးလေးကိုခင်မောင်ရှင်ကြတယ်ငါးလေးကိုဝါရာနဲ့တန်းစီကိုပြီးရတယ် စည်းလိုက်စည်းလိုက်မှာ သူတို့တို့ဘာမှအပန်းမကြည့်အင်ကရာစည်းလိုက်ပို့ထားရီပြီးတော့ခင်မောင်ရင်ကအနှိတ်တော်ဆက်ရင်ယောက်ျားတို့အကြိုက်အထာကလေးများကိုလေအာလူးဖုတ်ရင်းနဲ့အလုတ်ဖြစ်အောင်လုပ်နိုင်ခဲ့ရီနောက်ပိုင်းမှာတော့လက်မလဲအောင် အချင်းချက်လုံသူတွေများလာရီအစာပိုင်းမှာတော့ပြဿနာမပေါ်ရကြလာရင်နောက်မှပစ္စည်းအပြောင်းရှများလာတာနဲ့အမြောက်စူးစူးညံ့ညံ့အတန်များထွက်လာတော့ရီ ခင်မောင်ရှင်ရဲ့လင်းမြမှုနဲ့ပြီးရင်မှုကြောင့်သူ့ကိုမထင်ကြပါဒါပေမဲ့မကြာခဏပြည်စည်းပြောင်းရှများလာတော့တကူဖန်ပွဲလုပ်ခဲ့ရမှာခင်မောင်ရှင်ကကွက်ခနဲ့အမိခံရတော့ဒီအကျုပ်သားဖြစ်စီအချင်းသားဖြစ်စီထောင်ထဲမှာပြည်မှုတစုံတရာထမှန်ကျူးလွန်ခဲ့ရင်ထောင်ပိုင်ကြီးယုံကို အမှုအကြီးသေးလိုက်အပြစ်ပေးရသည်တချို့အမှုကြီးများကိုတော့အပြင်ရဲစခန်းမှာအမှုဖွင့်ပေးရသည် ခင်မောင်ရင်ရဲ့အမှုမှာထောင်မှုထောင်ပိုင်းအာနာနဲ့အပြစ်ပေးနိုင်တဲ့အမှုဖြစ်တဲ့အတိုင်းခင်မောင်ရင်ကိုတိုက်ပိတ်အမိန်ချလိုက်တယ်။ထောင်အပြင်တန်းမရှိပါဆိုပြီးစူစကားရှိတယ်။တကယ်တော့ထောင်အပြင်တန်းရှိပါတယ်။ထောင်ထဲမှာတိုက်ပိတ်ခြင်းကိုတန်းလို့ဆိုနိုင်ရှာ၏။ရန်ကုန်ထောင်ကိုစံပြထောင်လှုပ်ထားစေကားမူဒိုင်များမှာပုံစံစနစ်ကိုပဲကျင့်သုံးစေခဲ့တယ်။တိုက်တန်ကြရင် အကျဉ်းသားတိုင်းရင်တုံစမြေထိတ်လန့်စမြေတိုက်အသွမ်းမှာဒူးတုံတရားတတ်တယ်။ခင်မောင်ရင် ို့လိုလက်ကောက်များကပဲ တိုက်တန်ကြရင်ရှင်တိန်တိန်ဖိန်တိန်တိန်ဖြစ်သွားတတ်ကြရီခင်မောင်ရင်ရောက်သွားတော့မိုးချိုးတိုင်တန်းစီအုံးခင်မှာမိုက်ဘက်ကေးပါလက်တန်အလွန်ပြောင်းနေသူ့ရဲ့လက်တန်ကမိုးချိန်တန်လိုပဲမြည်ဟင်းလာရီမိုးချိုးတိုက်အမီနဲ့တန်းစီအုံးခင်ရဲ့လက်တန်မှာလိုက်ဖက်လွန်းလာရီသူ့တိုက်ထဲကိုရောက်လာသည်မြောက်အကျဉ်းသားများကိုဝစ်ဆင်းသွားအောင်နှိမ်နှင်းကင်တွေ့ရမှာနမဲတလုံးရထားသူဖြစ်တဲ့တခုတော့ရှိတဲ့တိုက်တန်းစီအုံးခင်အတွက်ဂျေနက်လောက်အောင်ပြီးကန်းနိုင်ရင်တော့ အထူးတောင်းတတ်တာတွေဒါမှမဟုတ်ရင်တော့ အုံအုံတိုင်တိုင်အတန်းတွေရှန်ထွက်လာလိမ့်မည်။ယခုပွဲကထောင်မင်းသားထောင်ချက်ဖို့လက်ကောက်ကြီးနဲ့တန်းစီတို့တွေးကြမယ်ပွဲ။ခင်မောင်ရင်ကသူ့ကိုယ်သူထောင်ချက်ဖို့ထောင်မင်းသားထောင်လက်ကောက်ကြီးဆိုပြီးတန်းစီတို့ဘာတို့ကိုမှုမှမဟုတ်မထီလေးစားဆက်ဆံတတ်တဲ့။အုံခင်ကလည်းဘာကောင်ဖြစ်ဖြစ်မိုးချိုးတိုက်သေးကိုရောက်လာရင်တော့မိုးချိုးတန်ချင်းရမှဂျင်းနဲ့သူသူတို့နှစ်ယောက်ထိတ်တိုက်တွေးတဲ့ပွဲမှာဘသူ꿰ပြီးဘသူလဲမှာကိုထောင်တစ်ခုလုံးကနားဆွင့်နေကြတယ်။ ပထမနေ့ဘာသမ်းမထွက်မလာဒုတိယနေ့မှာတော့စူညံစွာထွက်လာတဲ့တောင်လန့်တန်ချောင်းခေါက်တံများနေတူတောင်မူးလေးများမှမူโจတိုက်ဖက်ကိုပြေးလွှားနေကြတယ်တထောင်လုံးရှိအကျဉ်းသားများမှတင်ပြင်းချက်အမျိုးမျိုးပြီးပြီးနားတဆွင်ဆွင်ရှိနေကြတယ်မူโจတိုက်မှာရိုက်ပွဲဖြစ်လို့တဲ့လက်ကောက်ကြီးကိုစီးုံပူလိုက်ရတယ်တေမလားရှင်မလားမသိဘူး ဒါကတော့ပထမသတင်း။နောက်ရောက်လာတဲ့သတင်းအပြည့်စုံမှာခင်မောင်ရင်ကတိုက်ထဲဆရောက်တာနဲ့အုံခင်ကပုံစံကိုင်းနေခင်မောင်ရင်ကခန်းတန်တန်လှုပ်တည်။အုံခင်ကလည်းဘာရမလဲ။သူ့လက်တန်လက်စွမ်းပြခဲ့တယ်။တိုက်ခန်းထဲရောက်နေတဲ့ခင်မောင်ရင်က အုံခင်ကိုမအေးနှမနဲ့ကောတုတ်တည်။ဆဲတွေစင်ခေါ်တယ်။ပထမနေ့ရေချိုးထွက်ချိန်မှာခင်မောင်ရင်ကအုံခင်ကိုဂန်ဖက်လာနောက်ဖေးယူတဲ့အင်တုံနဲ့ဂိုင်ပေါက်တည်။ အုံးခင်ကလက်ကင်တုံးနေတုတ်ပြန်နေခင်မောင်ရင်ရားတဲ့တန်းရမှာပြင်းထန်လွန်တော့ထောင်စည်းယုံကို ပို့လိုက်ကြတယ်ဗီဇာဆိုးတဲ့လူမိုက်ချင်းထိတ်တိတ်တွေးကြည့်ကြရမှာထွက်လာတဲ့အဖြေကမကောင်းပါအုံနေရန်လေးဘက်ကထားတဲ့အကျင်းထောင်လေးကိုရောက်နေကြသည့်တိုင်ဗီဇာကန်ဆိုးသူများကနောင်တတရားမရကြပေအချင်းချင်းဗိုလ်ကြကျင်ကြတယ်နိုင်ထက်စီနေပြုကျင်ကြတယ်မိုက်သွေးပြကျင်ကြတယ်တတိကိုအလွဲသုံးစားပြုကျင်ကြတယ် ဒီရလက်မှာတအူးကဈေးရုံရောက်ပြီးတအူးကထောင်ပိုင်ကြီးရုံကို အမှုတင်ခံလိုက်ရသည်ပြင်းမှုကိုရှောင်းထောင်ကိုမရောက်ထောင်ကိုရောက်တော့အနီတက်မှ အနီမတက်တော့ထောင်အပြင်ရှိတဲ့တန်းကို ရောက်တတ်ပါလေကြောင်းလက်ကောင်းနဲ့တန်းစီဇလန်တပုတ်ကိုမှတ်တမ်းထုတ်လို့တင်ပြရပါသည်ဆိုစာရေးသူဆရာကြီးကိုလေကျေးဇူးတင်ပါသည် ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲဆုံးသက်လို့သွားပါရီနားစင်အားပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရီအခုလိုစိတ်ဝင်စားဖို့ဇလန်များကိုတင်ဆက်ပေးပြီးကျမရဲ့အမှန် channel လေးကိုလေး subscribe လေးနှိပ်ထားကြည့်ဖို့တောင်းဆိုပါရစေရှင်